မြစ်တာအစွမ်းနဲ့အီတလီဖုံးတော်ကြီးဥလောကနာထဆိုတဲ့အကြောင်းကိုပြောပြခြင်းပါလေဥလောကနာထဆိုတာကပြောရမယ်ဆိုရင်တော့မြမပြီမှာပထမဦးဆုံးနိုင်ငံခြားသားယဟန်တော်လူတော်မှာဆိုရမှာဖြစ်ပါလေဥလောကဌာနနဲ့ပတ်သက်ပြီးမြစ်တာအစွမ်းကိုပါကျွန်တော်အနေနဲ့ပြောခြင်းနဲ့ဗျာ ်အမခန်းနဲ့မေတ္တာဆွမ်းကိုပြမယ်ယဟန်တပါဖြစ်လာမယ်အီတလီနိုင်ငံမီလာမြို့သားလေးဆာဗာဒိုရေစီအိုဗီယာအရင်ကပါသားတဲ့ပါဓမ္မပရကိုဖတ်မိရကနေဗုဒ္ဓဘာသာယဟန်တော်ဖြစ်လာပါလေတီးလင်္ကာနိုင်ငံမှာရလာတဲ့ဝမ်ကယောဂကိုကုသဖို့အီတလီရှိဦးလေးဖြစ်သူအိမ်ကိုသူရောက်ခဲ့ရပါလေတဲ့ယောဂပြောပေမဲ့ဘာသာ6ဦးလေးကသူ့ကိုအိန္ဒိယပြန်ဖလှတ်တော့ပဲအကြက်ကင်ထားလို့၃ရက်အစာမစားပဲဆန္ဒပြတဲ့အခါမှာအိန္ဒိယကိုသွားဖို့နိုင်ငံကူးလက်မှတ်ထုတ်ပေးပါလေ။ ဒါမဲ့သူ့ကိုဆွေတဆွေလုံးလိုမျိုးလုံးကဆန့်ကျင်တယ်လို့ခီးစတစိတ်တရားပြားတစ်ချက်မှဘယ်သူမှမထောက်ပံ့ပါဘူးဒီလိုနဲ့ပဲအီတလီနိုင်ငံသားယဟန်တော်လေးလောကနာထတယောက်တပိတ်တစ်လုံးသင်္ကန်းသုံးတယ်နဲ့ပြင်သစ်ပြည်မှာဆေးမျိုးကိုအီတလီကနေဥစွာလမ်းလျှောက်သွားပါလိမ့်ဘုန်းတော်ဖရာကဲ့သို့တားတော်ဖြစ်သောငါသည်လေခြေချင်းခီးကိုပျော်ပျော်ကြီးတွားတော်မူသို့ဘုဒ္ဓဂုဏ်တော်အာယုံပြုပြီး ြင်သစ်ကနေဆွစ်ဇာလန်အော်စတြီးယားယူဂိုစလဗ်ဘူဂေးရီးယားတရကီဆီးရီးယားပါလက်စတိုင်းတို့ကိုခြေကျင်ဖြစ်တမ်းပြီးအိန္ဒိယဗုဒ္ဓအောင်မြင်ကို ရောက်လာပါတယ်။မိုင်ပေါင်းများစွာ၈လကျော်လောက်ကြာပါတယ်။အဲဒီကနေတစဉ်မြန်မာနိုင်ငံပြင်ဦးလူမျိုးမှာ ပြန်တော်မူတဲ့အထိသတင်းသုံးသွားပါတယ်။ဘာကြောင့်သန္တနာတော်အတွက်ဒီလောက်ထိပင်ပန်းဆင်းရဲခံပြီးစွန့်စားစားနဲ့ရောက်လာတာလဲ။လူသားဖြစ်ရခြင်းယောက်ျား ဖြစ်ရခြင်းဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်းယဟန်တော်ဖြစ်ခြင်းမြန်မာနိုင်ငံမှာနေခြင်းဒါ၄အတွက်ပဲဖြစ်ပါတယ်အီတလီယံဖုန်းတော်ကြီးဥလောဒကနာထာလို့ဒါကြောင့်ထင်ရှားလာတာပါသူ့ရဲ့ဘဝအထုံးရေးစကြောင်းလို့လည်းပြောရမှာဖြစ်ပါတယ်သူဗုဒ္ဓဘာသာဖြစ်လာခြင်းနဲ့ပတ်သက်ပြီးမှတ်တမ်းလေးတစ်ခုကိုရေးသားခဲ့တယ်ဗျဣလီဖုန်းတော်ကြီးကဘလို့ရေးတယ်ဆိုတော့သူရေးတဲ့အတိုင်းကျွန်တော်အနေနဲ့ပြောပြခြင်းပါတယ် ကျွန်ုပ်ဒီတဲ့အီတလီနိုင်ငံမှာမွေးဖွားပါတယ်တဲ့အမေရိကန်နယူးယောက်မြို့မှာကြီးပြင်းပါတယ်ပညာသင်ပါတယ်ကျွန်ုပ်ဟာဝိဇာနဲ့သိပ္ပံဘာသာပညာရဲ့နှစ်လုံးကိုသင်ကြပါတယ်ဒါပေမဲ့ဓာတုဗေဒပညာရဲ့ကိုအထူးဝါယမဆိုင်ပြီးသင်ကြပါတယ် BSc ဓာတုဗေဒဘွဲကိုအမေရိကန်မှာရရှိခဲ့ပါတယ်တဲ့ကျွန်ုပ်ရဲ့သိပ္ပံပညာအသည့်ဟာအမြင်ဟောင်းဖြစ်တဲ့ Roman Catholic အမြင်နဲ့တိုက်ခိုက်ကြပါတော့တယ်ချက်ချင်းသိပ္ပံပညာအပေါ်စီးရပြီး Roman Catholic ဝါဒနောက်ဆုတ်သွားပါတယ် ကျွန်တော်ဘာသာတရားကတဖြည်းဖြည်းသိပ္ပံပညာရဲ့ဘာသာတရားဖြစ်လာပါတယ်။ဒါပေမဲ့ကျွန်တော်ဟာရေရှုခရီးယန်နဲ့ Saint Francis ကိုတော့ကြီးညိုမြဲတမ်းရှိပါတယ်တဲ့။ခုနှစ်မှာပေါ့ကျွန်တော်ဟာအမေရိကန်ရှိစေုံကြီးတစ်ခုရဲ့တက်ခွဲခန့်မှာတက်ခွဲတဲ့အလို့အယုံဆူဆိုက်တော်မိတ်ဆွေဓာတုပိဒါအရာရှိတူကစာအုပ်ကြီးတို့လာပေးပါတယ်။ဒီစာအုပ်တွေကြီးတွေမှာတခြားစာသားတွေပြင်ပေါမောက်ခမတ်စမူလာဘာသာပြန်တဲ့ဓမ္မပရပါဠိတော်နဲ့ အာသာဂောတာရေးတဲ့ဘုရဝင်နှုတ်လည်းပါပါတယ်။ကျွန်တော်မိတ်ဆွေကဒီနှုတ်ကိုဖတ်ပါတယ်။ဒါမဲ့ဖတ်ရုံမှဖတ်တာပေါ့လေ။ကျွန်တော်ကတော့ဒီစာအုပ်ကိုထပ်ဖတ်ပါတယ်။အဲ့မှာကျွန်တော်ရဲ့အတွေးမြင်တွေပြောင်းသွားပါတယ်တဲ့။ကျွန်တော်ဟာသိပ္ပံနီကြဘာသာတရားအစဉ်တစိုက်စူးစမ်းရှာဖွေရနောက်ဆုံးကျွန်တော်လိုလာတဲ့အရာတွေ့ရပါတယ်တဲ့။ဗုဒ္ဓဘာသာဟာကျွန်တော်ကြာမြင့်စွာ တောင်းတခဲ့တဲ့အရာပါ။ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူဖြစ်လာခဲ့ပါပြီ။ ဘုရားစာပေကျမ်းဂန်မျိုးကိုစိတ်အားထက်သန်စွာရှာဖွေဖတ်ရှုတယ်။ဒါပေမဲ့ဖြစ်ကျင်တော့ဘာသာပြန်ရှိမှပဲဖတ်လို့ရမယ့်အခြေအနေကိုကျွန်တော်ဖြစ်ကရေးစာလုံးမုတ်သိနေတဲ့ခန္ဓာရခီးတဲ့သူဥပမာဖြစ်နေပါလေ။နောက်ဆုံးမှာကြာမျိုးစုံပေါ်တဲ့ရေကန်ကြီးတွေ့ရပြီးကြီးလင်းအင်းမြတဲ့ရေကိုအာပါဒိယတောက်ပစ်လိုက်ပါတော့တဲ့။နိုင်ငံပေါင်းရှစ်နိုင်ငံကိုရှစ်လကျော်ခြေလင်းဖျက်ရှင်လာစဉ်တူရကီတောင်ပိုင်းတောင်တန်းတစ်ခုကိုဖျက်ကျော်စဉ်တူရကီတပုံတွေနဲ့ ရင်ဆိုင်ခဲ့တဲ့အချိန်မှာမြစ်တာနဲ့အသက်ဘေးမှာလွတ်မြောက်ခဲ့ပုံကိုဒီလိုကိုတွေးမှတ်တမ်းနေထားပါတယ်။ကျွန်တော်ကတည်းလမ်းလျှောက်ပြီးဒီလိုမျိုးအိန္ဒိယဘက်ကိုဆင်းလာတော့စိုးသွမှုရမှာနာမည်ကျော်လှတဲ့တူရကီ တောင်ပိုင်းမှာရှိတဲ့တူရက်စ်တောင်တန်းကိုဖျက်ကျော်တော့တူရကီတောင်ပုံတို့မြောက်အခွဲရဲ့ဖန်ဆင်းခြင်းခံရပါတယ်။သူတို့ကဂျောင်းကြတဲ့တနေရာကျွန်တော်ကိုခေါ်တာပါလေ။သူတို့ရဲ့ဓာတ်တွေဘလောက်ထက်လဲဆိုတာစမ်းတဲ့နေနဲ့ကျွန်တော်ရဲ့လမ်းမျိုးကိုခုတ်ပိုင်းမှုစီစဉ်ရပါတယ်။စီစဉ်ကြပါတယ်။ ကျွန်ုပ်သိရတော့မှာပါလားအဲ့ဒီချိန်မှာဖះဂုံတော်ကိုအာယုံပြုခံလိုက်ပါလေ30တပုံမှာကျင်လည်ကြကုန်တဲ့တတဝါအပေါင်းကိုလှဲ့လဲ့လဲ့လဲ့မေတ္တာထားသူကိုဓာလက်နဲ့တော့မစူးဝင်နိုင်မီးမလောင်အစိတ်လည်းမသိဟောရုံနဲ့ဗုဒ္ဓရဲ့စကားကိုကြားအောင်မိပါလေဒါနဲ့ကျွန်ုပ်ဟာတန့်စင်မြင့်မြတ်တဲ့မေတ္တာလက်နဲ့သုံးပါလေဥစွာမိပြမှာတင်းမြင့်ခွေထိုင်တယ်မျိုးလုံးစုံမှုလိုက်တယ်ရန်သူလူဆိုးတို့များတွေပေါ်စူးဆိုင်လှိုက်နေစွာမေတ္တာပို့လိုက်ပါလေ မိခင်သည်မိမိ၏တူဒီသောသားကိုအသက်ဆုံးဆုံးရှုံးတဲ့နေသူတတဝါတို့ရဲ့ပေါ်အကန့်အသတ်ပိုင်းချမ်းရှိမေတ္တာစိတ်ထားရမယ်လို့ဗုဒ္ဓဘုရားရှင်ကဆုံးမခဲ့သည်မဟုတ်ပါလားကျွန်တော်လည်းမိမိကိုယ်ကိုမိခင်နေရာမှာထားကျွန်တော်ကိုတတ်မယ်ဆိုပြီးတော့လုံနေတဲ့ဓမြနှုတ်ကိုတားရင်ပမာသဘောထားငါသားနှုတ်သည်ချစ်ခင်နှစ်လိုပဲကောင်းပေသည်ငါသားနှုတ်အတွက်ငါသားကိုကြည်ပြုစွာပေးအပ်မည်လို့အာယုံပြုလိုက်ပါတယ် ဒီလိုအာယုံပြုရင်တို့နှုတ်ဦးပေါ်ဆူဆိုင်စွာမြစ်တာပွားမိပါလေထူးခြားတာကျွန်ုပ်ဟာအရင်ကကမ္မထန်ကိုကြက်ကြက်နနမထိုင်ဘူးပါဘူးအခုမှသာလောလောကြက်ကြက်နနကမ္မထန်ထိုင်မိပြီးမြစ်တာဘာဝနာပွားများနေပါတယ်ကျွန်တော်ရဲ့ယုံကြည်ချက်ကိုဖွင့်ဟပြောလိုပါတယ်တကယ်လို့သင်ဟာသေပေးတစ်ခုနဲ့ရင်ဆိုင်ပြီဆိုရင်တခုတည်းသောလက်လက်ကတော့မြစ်တာတရားပါမြစ်တာကိုသာဆူဆိုင်ပွားများပါဒီဘေးမှမုတ်ချသင်လွတ်ပါလိမ့်မယ်အခုရေးမှလည်းကျွန်တော်ဟာမြစ်တာသာပွားပါတယ် ဲ့လိုပွားနေတော့လေကုတ်ပေါ်ဓာသားကြလာဆောင်နေပါလေ10မိနစ်ဟာနှစ်တန်းလောက်ရှာမယ်ထင်ပါလေနောက်ဆုံးလေကုတ်ပေါ်ဓာသားကြမလာတော့ပါဘူးဓမြတွေဟာကျွန်တော်ကိုကြည်ပြီးထန်ခိုင်းပြီးတော့သွားတော့လို့ဆိုပါလေမြစ်တာတကူကြီးมาပါလေတကယ်တော့ဓမြတွေဟာသူတို့မိကီကိုမတက်နိုင်တဲ့နေလို့ကျွန်တော်ကိုလည်းမတက်နိုင်ပါဘုရားရှင်တော်မြတ်မြတ်တာလက်နက်ဟာကျွန်တော်အသက်ကိုချမ်းသာရစေပါလေမြတ်တာအောင်ပွဲလို့ဆိုရပါမယ် ။ဦးလောကနာထာဟာအဲ့ဒီအချိန်ကစပြီးသီလခန္ဒီမေတ္တာအဆရှိတဲ့ကမ္မထံဘောဝနာကိုကိုယ်တိုင်လဲတိုးပြီးဖြစ်ခြင်းကရောက်လျာအရာမှာပို့ပြီးအလေးနက်လို့ဆိုတိုက်တော်ပါလေ။တခါကလဲရန်ကုန်မြို့တရတော်ကျောင်းတိုက်ကြီးတွင်ကျောင်းတကျောင်းမှာထိုင်းနိုင်ငံဘုန်းကြီးတစ်ပါးကသူ့အားရန်ညှိုးထားပြီးဒုံနဲ့အားကုန်ရိုက်ပါလေ။ဦးလောကနာထာကအပြုံးမပြတ်မျက်စိမှိတ်ပြီးဘုန်းကြီးပေါ်မေတ္တာပွားလိုက်ပါလေ။ ေးကြချိန်ရိုက်ပြီမဲ့ဒုက္ခလွဲသွားတယ်လို့မြင့်မြင့်ကိုတွေပုံကိုယ်တို့ကပြောပါလေဥလောကနာထာဟာကိုယ်တိုင်လဲတာသက်လို့ဖုံပြီးပြီးတာသက်လို့စားဖို့လည်းအထူးခေါ်ကြလေးရှိပါလေတာသက်လို့စားခြင်းဟာမြတ်တဘောနာအတွက်အကျိုးပြုတယ်လို့ယုံကြည်ခြင်းကြောင့်လည်းဖြစ်ပါလေဥလောကနာထာဟာယဟန္တာကျော်ဝေဘူးဆရာတော်ဖျားကြီးကိုဖူးမြော်ဖို့မြမပြူကိုလည်းလာရောက်ခဲ့ပူပါလေ။ အဲ့တော့ငါဥလောကနာထားတဲ့တို့အမေရိကန်နိုင်ငံသူမျိုးသမီးတူအင်္ဂလိပ်လူမျိုးတထေးကြီးမဆက်စင်တီးလင်ငါဝန်ကြီးချုပ်ညီဂျက်စတင်ကိုရီလာဝါရဲ့သမီးတို့လည်းမြန်မာနိုင်ငံကိုနောက်တစ်ခေါက်ပြန်လိုက်လာပါလေအဲ့ဒီအချိန်ဝေဘူးဆရာတော်ဟာရွှေဘူအောင်မြင့်တံမှာတရင်သုံးနေတာပါဥလောကဌာနထားတဲ့နိုင်ငံသားအဲ့တဲ့တွေဟာရွှေဘူကိုလာရောက်ခိုင်းဆရာတော်ကိုဖူးညွှတ်ပါလေတပည့်ကြီးဖြစ်တဲ့ရွှေဘူမြို့ခံဦးထွန်းဖေကတာဝန်ယူပေးပါလေမန္တလေးရောက်တဲ့အခါဒေါက်တာဆိုနီကလိုအပ်တာတွေစစ်ဆေးပေးပြီးရန်ကုန်အညာရီသခီရဲ့အသွားပြန်ကိစ္စတွေကို ဆောင်ရည်ပေးပါတယ်ဥလောကနာထဟာဝေဘူးဆရာတော်ဖခင်ကြီးကိုတကယ်ကို ကြည်ညိုလေးစားပါတယ်ပြောရမယ်ဆိုရင်တော့ဥလောကနာထဟာဝီနီးပိုင်းမှာလေတကယ်ကို လိုက်နာပါလေနိုင်ငံသားသားယဟန်တော်ဖြစ်ပေမဲ့ယဟန်ပြုတ်ဒီမှာစပြီးတော့မြန်မာနိုင်ငံမှာသာအမြဲနေထိုင်ပြီးပဋိပတ်အကျင့်ကိုထိထိရောက်သိင်ကျင့်ကြံပါလေ ဗုဒ္ဓဓမ္မနဲ့ဝိပဿနာအကျင့်တရားတွေကိုလည်းကမ္ဘာတဝန်းလှည့်လည်ဟောပြောပါတယ်။နောက်ပြင်တထက်သေးသောသာသလုတ်ကိုဆုံးဖို့သာဖုံးတဲ့ဒုတင်ကိုလည်းဆောင်ပါတယ်။နေသစဉ်ဒုတင်ဆောင်ပြီးတော့မရက်ချင်တော်တော်ပြီးညအခါမလျောင်းဆက်ပဲအမြဲနေပါတယ်။ဟိမွနာမှာခုနှစ်တန်တဲ့တရားအထောက်ပါတယ်။ဘူလောကနာထဟာဇွဲလုံးလိုက်ရိမချက်ကြီးမားပါတယ်။ခေယဝါဒသဒနာကဘာတိအောင် ကဘာကို၃ချိန်ပတ်ပြီးတော့ဟောပါလေမြန်မာနိုင်ငံမှာပြည်ပအကျင့်မြတ်ဖြစ်ထင်ရှားတဲ့ဝေဘူးဆရာတော်ကိုလည်းတီးလင်္ကာနိုင်ငံသားတွေရဲ့လိုလားတောင်းဆိုချက်ရဥလောကနာထာကိုတော်မြေမြန်မာနိုင်ငံမှာတီးလင်္ကာကိုပို့ဆောင်ပေးသူလည်းဖြစ်ပါလေဆရာတော်ဥလောကနာထာဟာ1966ခုနှစ်မေလ25ရက်နေ့တက်68နှစ်မှာမြန်မာနိုင်ငံပြင်ဦးလင်မြို့မှာပဲပြည်တော်မူခဲ့ရှာပါတယ် သေးလင်္ကာနိုင်ငံမှာမြန်မာနိုင်ငံကိုဥလောကနာထတော်ဖွဲ့ရောက်လာချိန်မှာအမေရိကန်နိုင်ငံသူမျိုးသမီးတဦးလက်ပေါင်ခဲ့ရာဝီဘူဆီယာတော်ဖျားကြီးကိုဖူးမြော်ပြီးဆီယာတော်ကြီးဟာဝိပဒနာကျင့်စဉ်တွေနဲ့ဗုဒ္ဓဖြစ်တော်စဉ်တွေကိုမေးမြန်းရှောင်ထားပါတယ်ဝီဘူဆီယာတော်ကြီးကလည်းနားလည်လက်ခံနိုင်အောင်ရှင်းပြပါတယ်အမျိုးသမီးကိုလည်းကမ္မထန်တရားကျင့်ကြံပွားများစေခဲ့တယ်လို့ဆိုပါတယ်ဘရီဂန်သူဟာဆီယာရောပေးတဲ့ကမ္မထံကိုဆွဆွမြင်းအားထုတ်ရာစိတ်ချမ်းသာမှုအမှန်တကယ်ရပါတယ် ဒါကြောင့်ဝေဘူးဆရာတော်ထံမှာပဲနေထိုင်ပြီးတော့တရားလို့ဆက်အားထုတ်ပါတယ်မပြောင်းတော့ပါဘူး။နောက်တော့အခါဒီမျိုးသမီးဟာဗုဒ္ဓဘာသာသီလရှင်ဖြစ်ခံယူပြီးမေရာဝီဆိုတဲ့ဘွဲ့တညာကိုဆရာတော်ကသတ်မှတ်ပေးပါတယ်။သီလရှင်မေရာဝီဟာသီလငါနိုင်ငံသူအာရောမတို့နေရင်နိုင်ငံကိုပြန်သွားတဲ့အခါမြန်မာနိုင်ငံမှာပဲနေခဲ့ပြီးဝေဘူးဆရာတော်ထံမှာဆက်လက်တရားအားထုတ်ပါတယ်။ အဲ့ဒီခေတ်အချိန်ကရုပ်ရှင်မတန်ဖလင်ခွေတွေမှာတွေ့နိုင်ပါတယ်မမေတာဦးရာရွှေဘုံမျိုးအောင်မြေတာမှာ၃နှစ်ခန့်မြောက်နေထိုင်တရားအားထုတ်သွားပါတယ်ဝေဘူးဆရာတော်ဘုရားကြီးရဲ့အင်ဂျင်မေတာနဲ့ကြောက်ဆယ်ဝေဘူးကြောင့်မှလည်းတရားအားထုတ်ခဲ့ပါတယ်မြန်မာနိုင်ငံကြီးဝေဘူးဆရာတော်ရဲ့ကမ္မထိုင်ရေးတော်မှာဆရာတော်ထံတပည့်ခံပြီး၃နှစ်ခန့်တရားကျင့်တဲ့သီလရှင်မေထာဝီရဲ့ဖခင်ကတမီးကိုဇွတ်တင်းလာခေါ်ပါပါတယ်။ဖခင်ကြီးဟာဝေဘူးဆရာတော်ကိုမတွေ့မြင်ဘူးတဲ့အတွက်ဒါဟာလိန်ညာနေတာလို့အထင်မြင်လွဲမှားပြီး ဝေဥစီရတော့ကိုအထင်မြင်လွဲပြီးတော့သမီးကိုစိုးရင်လာလို့မြန်မာနိုင်ငံကိုလာခေါ်မြန်မာနိုင်ငံကနေလာခေါ်သွားတာဖြစ်ပါတယ်။ဆရာတော်ကပိယကြီးမြေထံငွေစင်းစစ်ချုပ်ဦးသိညွန့်ဟာလုပ်ငန်းတာဝန်တွေနဲ့အမေရိကန်ရောက်ရှိတဲ့အခါသီလရှင်မေတာဝီရဲ့မိဘတွေကလုံးဝအတွေ့မခံပါဘူး။ဘာဖြစ်လို့လဲဆိုတော့သမီးလေးကိုမြန်မာနိုင်ငံပြန်လိုက်သွားမှစိုးရင်လို့ပါ။အဲ့ဒီအချိန်မမေတာဝီရဲ့မိဘတွေကဝေဥစီရတော့ကိုကြီးညိုနေသောကာလလည်းဖြစ်ပါတယ်။ ဒါဟာလက်သမီးဖြစ်သူရဲ့အပြုတ်မှုအပြောဆိုအနေထိုင်တွေကိုကိုယ်တိုင်မြင်ရခြင်းဓမ္မအစွမ်းကြောင့်သမီးဖြစ်သူတိမ်မှုခြင်းဖြစ်ပါတယ်။နောက်ဆုံးသမီးကိုဝေဘူးဆရာတော်အတွက်လူလူတော်ပစ္စည်းတွေလှူပါလို့မိဘတွေကခွင့်ပြုရမမေ့တာဝီဟာဝေဘူးဆရာတော်ကြီးအတွက်ပလိုင်းမော့ဂါဒစီကိုလှူဒန်းလိုက်ပါတယ်။ဝေဘူးဆရာတော်ရဲ့ပုံလူစေးပကြီးကားကိုလည်းလှူဒန်းပါတယ်။ မရိကန်နိုင်ငံသူမမေရာဝီလူတန်းနဲ့ပလိုင်းမော့မော်တော်ကားဟာအလိခေခါကမြန်မာနိုင်ငံမှာဝင်ကြီးချုပ်ဦးနုနဲ့ဝီဘူးဆရာတို့နှုတ်ဦးသာစီးနိုင်တဲ့ကားဖြစ်အင်မတန်မှထင်ရှားပါတယ်မမေရာဝီဟာပြောရမယ်ဆိုရင်မရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမှာဗန်လုံငန်းရှင်တထေးကြီးရဲ့တမီးဖြစ်ပါတယ်မရိကန်မြန်မာမစ်ကလာရီစာဖေးစင်ထရန်လို့ခေါ်ပါတယ်မမေရာဝီဟာကြောက်စဲဝီဘူးချောင်းမှာ၎င်းရွှေဘူအောင်မြေရိတ်တာမှာ၎င်း အင်ဂျင်ပင်ကမ္မထံတော်အကြောင်းမှာ၎င်းနေထိုင်ပြီးကမ္မထံနှီးခံပြီးတော့တရားအားထုတ်ခဲ့သူဖြစ်ပါလေမမေရာဝရဲ့နောက်ပိုင်းတရားသမိုင်းဘယ်ရောက်သွားလဲဆိုတော့တိကျမသိတော့ပါဘူးဥလောကနာထကိုရောမြကြီးကတော့မြန်မာနိုင်ငံမှာပဲပြည်တော်မူသွားရှာပါတော့တယ်ဒါကတော့အီတလီယန်ဖုံးတော်ကြီးဥလောကနာထနဲ့ပတ်သက်ပြီးတော့တိတဲ့အချက်လက်တချို့ကိုမျှဝေပေးတာဖြစ်ပါလေနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ